အားလုံးမမင်္ဂလာပါခင်ဗျာ night ticket soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားကြမဲ့ premier league နဲ့ la liga ပွဲကောင်းအကျိုးကို preview လုပ်မှာဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့ရက်မှာကျွန်မကြီးကနည်းနည်းဖွက်သေးပုံပြတ်သွားတဲ့အတွက်ဗီဒီယိုတွေမလုပ်ပေးနိုင်ခဲ့ဘူးညဟိုစောင့်မျှော်နေတဲ့သူတွေများရှိခဲ့ရင်တော့ဒီနေရာကနေတောင်းပါပါတယ်ဘလုံးမွဲတွေကိုနေရာကြကြကစားကြတဲ့ညီကိုတွေကိုကြီးကျော်ခွန်ချစ်ကိုနဲ့တွားရောက်ဆက်သွယ်နိုင်ပါတယ် ပေါင်ကုံကကိုခုံခုံသုံးကနဲ့နဲ့ချောင်းတက်တက်ကိုဆက်သွဲပြီးတော့မေကွန်းလေးတွေမေးကိုနဲ့စိတ်ကြိုက်ဖြစ်တယ်ကစားလို့ရတဲ့ပေါင်ထဲမှာရှိတယ်ဆိုရင်တော့ကစားကြပေါ့ဗျာကျွန်တော်ဒီဖွဲ့ကိုကြောင်ညာပေးတာကငွေရကြေးရေးစစ်ကြယုံကြည်ရတယ်ဆိုတဲ့စံနှုန်းတစ်ခုတည်းကိုကြည့်ပြီးတော့ကြောင်ညာပေးတာဖြစ်ပါတယ်ပြီးတော့ဒီနေ့ညမှာသတူကနဲ့ရောင်းပွဲထွက်မှာဖြစ်ပါတယ်စိတ်ဝင်စားတဲ့သူတွေအောက်မှာပါညာတွေပေးထားပါတယ်တွားရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ဗျာဘုံဘောင်းနဲ့ Everton ကစားကြမဲ့ပွဲမြန်မာစံတော်ချိန်နှစ်နာရီမှာဖြစ်ပါတယ် မနေ့ကရသည်ဒီနေ့တင်တွေ့တော့ဘုံမောက်က10နဲ့နိုင်ပြီးတော့အဲတော့ကဘုံမောက်တီဘော်ဒီကျေး1ပေါင်50ပေးတယ်ကိုပေါင်ကျေးက3အပေါင်80ပေးခဲ့ပါတယ်ဗျာဒီရသည်ပရီးမီးယားလိမှာအင်ကွင်းလုံးဝရှုံးပွဲမရှိသေးတဲ့၄သင်းထဲမှာဘုံမောက်ပါတယ်ဗျာအင်ကွင်းအဝေးကွင်းနောက်ဆုံးကစားထားတဲ့၄ပွဲဆက်နိုင်ပွဲမရှိပေမဲ့သူ့အင်ကွင်းမှာတော့စွာတယ်ဗျာစုပေါင်း6ပွဲကစားပြီးချိန်မှာ၄ပွဲနိုင်တယ်2ပွဲတည်ကြတယ်အင်ကွင်း6ပွဲမှာ3ပွဲပဲသူကိုပေးခဲ့ပြီးတော့ဂျန်နဲ့3ပွဲကိုကလင်းချီရအောင်ကစားထားတယ်နောက်ဆုံး အိမ်ကွင်းအဝေးကွင်း၄ဘွဲ့ဆက်သူကြေးကြထားပေမဲ့အိမ်ကွင်းကစားထားတဲ့၆ဘွဲ့မှာ၅ဘွဲ့အထိကြေးအောင်ထားပါတယ်။အိမ်ကွင်းမှာကစားထားတဲ့အဲ့ဒီ၆ဘွဲ့မှာ၄ဘွဲ့ကိုသူအပေါ်အသင်းအနေနဲ့ကြေးပေးပြီးတော့ကစားတယ်။ကျွန်တော်၂ဘွဲ့ကိုဒဲပေးပြီးတော့ကစားတယ်။အဲ့ဒီပွဲတွေအားလုံးသူကြေးအောင်ထားတာကိုကြည်ကျင်အဖြစ်ဘုံမောက်တီသူ့အိမ်ကွင်းမှာဆိုစိတ်ချရတယ်။ Everton ကြတော့အဝေးကွင်းနောက်ဆုံး၂ဘွဲ့ဆက်သူရလက်ကောင်းတာ။အဝေးကွင်းမှာတိုက်ဆက်ကဒုတိယပိုင်းရုံးကန်ရပြီးတော့ခံဆက်ကလည်းဒုတိယပိုင်းဆိုပေးကိုများတယ်။ ပရီးမီးယားလိမှာအင်ကွင်းအဝေးကွင်းစွတ်ပေါင်း9ပွဲအထိကြည့်အောင်ထားပြီးတော့အဝေးကွင်းကြည့်အောင်ထားတဲ့ပွဲ3ပွဲပါဒီပွဲမှာဘုံမောဘက်ကသူတို့ရဲ့အဓိကကစားသမားတွေလည်းကဆီမင်ဂျွန်နဲ့ခလိုက်ဖတ်ပေါ့ဖို့50 50ပဲအေဗာတန်ဘက်ကလည်းခန်းစစ်ကစားသမားကွာရီဒီကစားသမားပွဲပယ်ပြစ်ဒဏ်ကြောင့်လွဲပါမယ်ဒီနှစ်သင်းကြောင်းဈေးကွက်မှာတံပိုးကွာဟမှုကိုကြည့်တော့ဒဲကြီးလို့ပြောလို့ရတယ်ဗျလက်ရှိရှိနေအင်ကွင်းအဝေးကွင်းပြ90လောက်ပဲကွာပါ ဆိုလိုတာကအိမ်ခွေးမှာကစားတဲ့အခါအနိုင်ရဖို့မသေးကြဘူးဆိုရင်ဒဲဝင်ရိုးကနေသရေနှုတ်30 20လောက်ပေးပေါ့ဗျာဒါမှမဟုတ်လည်းပြိုင်ဘက်ကဂျေကောင်ထွက်ပေါ့အနိုင်ရဖို့သေးကြတယ်အနည်းဆုံးသရေကစားမယ်ဆိုရင်တော့သရေနှုတ်90ဝင်ရိုးကစပြီးပေးရမှာဒီဘက်ဆက်တဲ့ဂျေမှာဘုံမောကသရေနှုတ်100နဲ့ကိုပေါင်းဂျေကနှစ်နှုတ်80အခုမြန်မာစံတော်ချိန်နေ့လယ်နှစ်နာရီကျော်လာတဲ့အချိန်မှာတော့ဘုံမောအသင်းရဲ့ဘော်ဒီဂျေဒီသရေနှုတ်65ကိုပေါင်းဂျေဒီနှစ်နှုတ်90ဖြစ်ပါတယ် ဘုံမောက်ရဲ့ဒီဘော်ဒီကြည့်ရတော့တေချောက်ပေါက်အနိုင်လို့ကျွန်တော်ယူဆတဲ့အတွက်ဒီဘက်မှာဘုံမောက်အသင်းရဲ့ဘော်ဒီတစ်ချောင်းတည်းကိုပဲကျွန်တော်ရွေးချယ်ပါတယ်ဗျာဖူဟန်နဲ့မန်ချက်စတာစီးတီးကစားကြမဲ့ပွဲကနာနာရီမှာဖြစ်ပါတယ်မနေ့ကရာသီတင်တဲ့တင်တွေ့တော့ရာသီပိတ်ပွဲစဉ်မှာတွေ့တယ်ဗျာဖူဟန်က02နဲ့ရှုံးပါတယ်အဲ့ဒီပွဲမှာမန်စီးတီးကနေဘော်ဒီကြည့်တင်တော့20ပေးတယ်ဂိုးပေါင်းကြီးက 3D ဆိုပြီးတော့ပေးခဲ့တယ်ဗျာဖူဟန်တင်တီးလက်ရှိအမှတ်ပေးစရာအဆင့်15တရာမှာရှိပြီးတော့ဒီပွဲမှာရှုံးနေဖြစ်စေ90ဖြစ်စေ အပေါ်လဲမသွားဘူးတန်းစင်းစုံနဲ့လည်းသူမရောက်သွားဘူးလက်ရှိဖူအန်ရောက်နေတဲ့နေရာကတော်တော်လေးကိုနားရပါရေးရှိတဲ့နေရာလောလောဆယ်ကာဒန်ဖောင်မှာလည်းအိမ်ကွင်းတော်တော်လေးကောင်းတယ်နောက်ဆုံးအိမ်ကွင်း၅ဘွဲမှာ၄ဘွဲနိုင်တယ်တဘွဲရှုံးတယ်အာဆန်တန်တဲ့ကိုပဲသူတို့အိမ်ကွင်းမှာရှုံးထားတာဗျပြီးတော့အိမ်ကွင်းမှာသူတို့ပေးကိုနဲတယ်၆ဘွဲမှာပထမပိုင်းပေးကိုတကိုးပဲရှိပြီးတော့ဒုတိယပိုင်းတော့နှစ်ကိုးပဲသူတို့ပေးတာဒုတိယပိုင်းကိုသွင်းအားကောင်းတယ်အိမ်ကွင်းဒုတိယပိုင်းမှာ၅ဘွဲအထိကိုရထားပါတယ် ကြေးအောင်တဲ့အပိုင်းကိုကြည့်တော့အိမ်ကွဲမှာကစားထားတဲ့စုစုပေါင်း6ပွဲမှာ9ပွဲအထိကြေးအောင်ထားတဲ့အသင်းပြ။အိမ်ကွဲမှာ2ပွဲပဲကြေးကြထားပြီးတော့အဲ့ဒီကြေးကြတဲ့2ပွဲမှာတော့90ပဲကြေးကြထားတာကိုကျွန်တော်တို့တွေ့ရတယ်။အာဆင်နယ်ကသူတို့ရဲ့အိမ်ကွဲမှာဝမ်ပေါင်း90ပိုလီကြေးပေးခဲ့ပြီးတော့01နဲ့ကတ်နိုင်သွားတယ်။အဲ့ဒီပွဲ2ပွဲပဲသူတို့90ကြေးကြတယ်။မန်စီးတီးကတော့ပုံစံကောင်းတော့6ရနေကနေနောက်ပိုင်းမှာနည်းနည်းလေးပြန်ကျသွားတယ်ဗျ။လူပြောင်းလဲတွေလုတ်တဲ့ပြဿနာကဟိုအသင်းနည်းနည်းလေးကျန်သွားတယ်။ အင်ကွင်းအဝေးကွင်းကစားထားတဲ့စုပေါင်း73ပွဲမှာ10ပွဲအထိကြည့်အောင်ထားပြီးတော့အင်ကွင်း9ပွဲအောင်နဲ့အဝေးကွင်းမှာသူ3ပွဲကြည့်အောင်ထားပါတယ်။ထူးခြားတာကဒီအသင်းရဲ့အဝေးကွင်းနောက်ဆုံး9ပွဲဆက်ဂိုးပေါ်သမားတွေလုံးဝအကျိုးမြတ်မရတာဘူး။မန်စီးတီးဒီအဝေးကွင်းမှာကစားထားတဲ့နောက်ဆုံး9ပွဲဆက်တိုက်ကိုဂိုးအောက်ကစားထားတယ်။၃နှုတ်90ဆိုရင်၃လုံးမရောက်တယ်။3တီဆိုလည်း၃လုံးမရောက်တယ်။နှစ်နှုတ်100ဆိုရင်နှစ်ဂိုးမကြုံဘူးဗျ။လောလောဆယ်တော့မန်စီးတီးရဲ့အဝေးကွင်းနောက်ဆုံး9ပွဲဒီအဲ့ဒီတိုင်းကိုကစားထားတယ်။ ီဘက်မှာနှစ်ဖက်အသင်းကစားသမားလူဆုံပါတယ်ဗျဒီနေ့တင်းကျောင်းကဇေကွက်တံပိုးကွာဟမှုကိုကြည့်တော့မန်စီးတီးသည်ပြောင်း300လောက်ကွာတယ်ဆိုတော့ကသူ့အင်ကွဲမှာဆိုတင်းနှုတ်100ဗော်ဒီဂျေးပေးရမယ်အဝေးဘန်းသွားကစားခြင်းဝန်တီဝင်ရောကနေအနှုတ်ဖက်ကိုပေးရမယ်ဒီဘက်ဆောက်တဲ့ဂျေးမှာစီးတီးကနေဗော်ဒီဂျေးဝန်တီပေးတယ်ကိုပေါင်းဂျေးက3ပေါင်း50အခုနေ့လေနန္နာကြီးကြော်လာတဲ့အချိန်မှာဘော်ဒီဂျေးတွေ1ပေါင်း40ဖြစ်လာတယ်ကိုပေါင်းဂျေးက3ပေါင်း30ဖြစ်လာတယ်ဆိုတော့အင်ကွင်းအဝေးကွင်းဂျေးကွက်တံပိုးကွာမှုရမန်စီးတီးတွေ အဝေးခွဲမှာကြေးအောင်ဖို့ဒါမှမဟုတ်ဂိုးပြအနံ့ရဖို့တည်ကြရတယ်ဆိုရင်ဝန်ဒီဝင်ရောကစပေးရမယ်လို့ကျွန်တော်ပြောထားတာဖြစ်တဲ့အတွက်အခု1.50ဝင်ရောကနေ1.40ဆိုတဲ့ body ကြေးမှာတော့အင်ရှင်ဖူဟန်တင်း body တကြောင်းတည်းကိုပဲကျွန်တော်ရွေးချယ်ပါတယ်ဗျာနောက်ထပ်တစ်ပွဲကနျူကာဆယ်နဲ့တော်တန်ဟော့စပါကသာကြမဲ့ပွဲဒီပွဲက Premier League ရဲ့နောက်ကျပွဲ2နာရီ55ပဲမနေ့ကဒီနှစ်သင်းတွေ့တော့နျူကာဆယ်က2-1နဲ့နိုင်တယ်။ဘော်ဒီဂျေးတရင်နှုတ်20ပေးတယ်၊ဂိုးပေါင်းဂျေးက3နှုတ်100ဆိုပြီးသူပေးခဲ့။ ရုကဆယ်တင်းကနောက်ဆုံးနှစ်ပွဲဆက်စီးတီးတဲ့အေဗာတန်ကိုနိုင်ပြီးတော့သူချင်းနေကောင်းလာတယ်။ဖီအာအောက်ကနည်းနည်းလေးလွတ်လာ။ဒီဟာဒီစုပေါင်းနိုင်ပွဲ၅ပွဲသာရှိပေမဲ့အဲ့ဒီနိုင်ပွဲ၅ပွဲမှာအင်ကွင်းနိုင်ပွဲက၄ပွဲအထိပါ။ပထမပိုင်းဆိုအင်ကွင်းကန်ဆက်တော်တော်လေးမာတယ်။ပထမပိုင်းပေးကိုတော်တဘိုးပဲသူရှိ။ဒုတိယပိုင်းကျရင်ရုကဆယ်ရဲ့တိုက်စစ်ကအင်ကွင်းမှာ၉ရတယ်။ဒုတိယပိုင်းမှာတိုက်စစ်ကအလုတ်ဖြစ်တယ်လို့ကန်ဆက်ကလည်းဒုတိယပိုင်းဆိုပေးကိုတော်များတယ်။ ိမ်ခွေးမှာစုပေါင်းပေးကို9ခိုးတည်းသူရှိပြီးတော့အဲ့ဒီ9ခိုးမှာ6ခိုးကိုဒုတိယပိုင်းတစ်ပိုင်းနဲ့သူပေးထားတယ်။တော်တန်ကြတော့လန်ဒန်ချိန်သာတင့်သွားတာဗျ။အိမ်ခွေးမှာချဲစီကို01နဲ့သူတို့ရှုံးပြီးကလေးကနလန်ကိုမတူတော့စတိုက်ကိုချုံသွားတာပြီးခဲ့တဲ့ဖူဟန်နဲ့ပွဲအထိပဲ။တော်တန်ကသူတို့ရဲ့အိမ်ခွေးရလတ်တယ်တော်တော်လေးကိုစိုးတယ်ဗျတရားသေးမှာ။လက်ရှိမှတ်ပေးစရာအဆင့်7နေရာမှာ တော်တန်ရက်တည်နေတဲ့နာကဒီအသင်းရဲ့အဝေးခွင့်စွမ်းဆောင်ရည်ကြောင့်ပဲဗျ။ အဝေးခွင်းတော့တော်တော်လေးကောင်းပါလေဗျစွပောင်းကြောက်ပွဲမှာတပွဲပဲရှုံးတယ်အာဆန်အသင်းကိုပဲသူတို့ရှုံးခဲ့အဝေးခွင်းမှာပထမပိုင်းပေးကိုများပြီးတော့ဒုတိယပိုင်းပေးကိုကတပွဲပဲရှိတယ်ဟိုတခုတော့ရှိတာပေါ့ဗျသူဝေးခွင်းမှာကစားထားတဲ့အသင်းတွေကဝက်ဆန်တို့ဘရိုက်တန်တို့လေယူနိုက်တက်တို့အေဗာတန်တို့ပြီးတော့ဟိုပုံစံကောင်းနေမရသေးခင်ချိန်ကမန်စီးတီးတို့ဆိုတော့တော်တော်မီအသင်းနေနေတော့သူဝေးခွင်းမှာမကစားရသေးဘူးအထူးသဖြင့်အာဆန်နယ်လိုအင်ကွင်းကောင်းတဲ့အသင်းနဲ့ကစားတဲ့ချိန်မှာသူရှုံးသွားတယ် အခု Newcastle လို့အိမ်ကွင်း weight ကြီးတဲ့အသင်းနဲ့ဟိုဒုတိယမြောက်သူစမ်းသပ်ခံရမယ်ပွဲပဲကျွန်တော်အထင်တော့ဒီပွဲရဲ့ဒုတိယပိုင်းဟာတော်တော်လေးကြည့်ကောင်းနိုင်တယ်ဗျဒီနေ့သင်းကြောင်းဇေပတ်တံပိုးကွာဟမှုကိုကြည့်တော့ Newcastle နဲ့အိမ်ကွင်းအဝေးကွင်းပြား90 60လောက်ကွာတယ်ဗျ Newcastle ကသူ့အိမ်ကွင်းမှာဆိုပြား90 60လောက်အသာရနိုင်တယ် Tottenham Hotspur ကလက်ရှိအခြေအနေအရသူ့အိမ်ကွင်းမှာ90 60ဒီလောက်ပဲအသာရနိုင်တယ်ဒီပွဲတော့ပြီးထားတဲ့စတဲ့ကြီးမှာ Newcastle အသင်းကနေ Origi 1.90 9ပေါင်းကြီးက3ပေါင်း30ဆိုပြီးပေးထားတယ် အခုနေ့လေ3နိုင်ထုတ်ကနေ့ချိန်မှာကြတော့ body check က1ပေါင်း65 90လောက်ဖြစ်လာတယ်5ပေါင်းကြီးက3အပေါင်း65လောက်ဖြစ်လာတယ်တကယ်တကယ်ကြတော့ဒီဘက်မှာ Newcastle အိမ်ကွက်မှာတင်းတော့90ကနေတင်းတော့60 90လောက်ပြင်းရင်တော့အနိုင်ရဖို့လုံလောက်တယ်ဗျအခု1ပေါင်း65 1ပေါင်း90ဆိုတာကတော့တော်တော်ကြီးကိုပြင်းပြထန်ထန်ကိုပေးလာဒီဘက်ကအဲ့ဒီကြီးကိုကြီးပြောင်းတစ်ချက်လေးစောင့်ကြည့်ရမယ်ဗျနောက်တစ်ခုက Newcastle အဲတဲမှာကြင့်ရှိတယ် Newcastle ကဒီလိုရသည် ဒီလိုပေါင်စံတေးနဲ့ကတ်လာတဲ့ရာသီတွေမှာဆိုရင်တောက်လျှောက်နိုင်ပွဲတွေဆက်တက်တဲ့အကျင့်တစ်ခုတော့ရှိတယ်အခုလည်းသူနှစ်ပွဲဆက်တော့နိုင်တာပြီဒါပေမဲ့ဒီပွဲမှာသူအခုပေးထားတဲ့ဂျေးကတော့လောအပ်ထားတဲ့ကိုပို့ပြီးတော့ပြင်းနေတယ်ဗျဆိုတော့ကာဆယ်ဘော်ဒီကြိုက်တဲ့သူတွေဂျေးပြောင်းတော့စောင့်ကြည့်ဗျဝမ်ပေါင်း80 80လောက်ဖြစ်လာတဲ့ဆိုရင်ဒီကာဆယ်ဘော်ဒီကစားသင့်သေးတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဝမ်ပေါင်း90လောက်ဖြစ်သွားပြီဆိုရင်တော့ဒီပွဲနည်းနည်းလေး short ရှိတယ်ဗျဒီကာဆယ်နိုင်လဲတကိုးပေါ့ကျွန်တော်ဒီပွဲမှာနှစ်ဖက်သွင်းကိုရှိမယ်လို့ယူဆတဲ့အတွက်ကိုပေါင်းအပေါ်တစ်ချောင်းတည်းကိုကျွန်တော်ကြိုက်ပါတယ်ဒါကလက်ရှိဂျေးရပါ ဘတော်တစမြောင်ဂျေးပြောင်းမှာမော်ရီဂျင်းဒီဝမ်ပေါင်း80ဝမ်ပေါင်း90လောက်ဖြစ်လာပြီဆိုရင်တော့ကျွန်တော်နျူကာဆယ်ကြိုက်တယ်ဘာစီလိုနာနဲ့အီဒီဂိုမက်ထရစ်ကစားကြမဲ့ဘွဲကနှစ်တိုင်းဘွဲမှာဖြစ်ပါတယ်မနေ့ကရာသီဒင်နေသင်းတွေ့တော့ဘာစီလိုနာက1-2နဲ့ရှုံးတယ်ဗျမော်ရီဂျင်းဝမ်ပေါင်း90ပေးတယ်ဂိုးပေါင်းဂျင်းက3တီပေးတယ်မမရရမနေ့ကရာသီမှာဘာစီလိုနာသင်းဟာအင်ကွင်းအဝေးကွင်းအီဒီဂိုမက်ထရစ်နဲ့တွေ့တဲ့အချိန်တိုင်းမှာသူတို့အသာမရခဲ့ဘူးမနေ့တုန်းကပါဗ လက်ရှိဒီယာလီဘာစီလိုနာနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့အားလုံးသိပြီးသားပဲတိုက်စစ်ကဂိုးတွေပေးတယ်ခန်းစစ်ကလည်းတိုက်စစ်ကဂိုးတွေရတယ်ခန်းစစ်ကလည်းဂိုးတွေပေးတယ်အများကြီးကျွန်တော်မပြောတော့ဘူးဒီသင်းရဲ့ထူးခြားချက်ကအိမ်ကွင်းထူးခြားချက်ကပထမပိုင်းဆိုဂိုးသွင်းတယ်ပထမပိုင်းတစ်ပိုင်းနဲ့ဂိုးပေးတယ်ဒုတိယပိုင်းကျရင်တို့တိုက်စစ်ဂိုးရဖို့ခက်တယ်အထူးသဖြင့်တကူတော့ရနိုင်တယ်နှစ်ဂိုးရဖို့ခက်တယ်ဒုတိယပိုင်းမှာဘယ်သင်းကောင်မှတို့ဂိုးမပေးဘူးအဲဒီကိုမက်ထရစ်ကျတော့ပြည်တွင်းတို့ရဲ့ဖောင်ကြီးကကြောက်စရာကြီး ကသာထားတဲ့ဆက်လေးပွဲမှာတပွဲပဲချုံးပြီးတော့ကိုးပွဲအထိသူတို့နိုင်တာအဝေးပွဲမှာလည်းသူတို့တပွဲပဲချုံးတယ်နောက်ဆုံးအဝေးပွဲနှစ်ပွဲဆက်သူတို့နိုင်ရတာအဝေးပွဲမှာကသာတဲ့ပွဲတွေမှာအီဒီကိုမက်ထရစ်ကပထမပိုင်းတပိုင်းတည်းပဲဂိုးတွေရတာများတယ်ဆိုတော့ဘာစီလိုနာအားနေတဲ့ပထမပိုင်းခံစစ်နဲ့အီဒီကိုအားတာတဲ့ပထမပိုင်းတိုက်စစ်တော့တွေ့ပြီပေါ့ဗျာဒုတိယပိုင်းမှာတော့အီဒီကိုမက်ထရစ်ကိုဂိုးမြှော်ရတာမောတယ်ဗျာအင်ဝင်ဝေးဝေးစုပေါင်း၁၄ပွဲမှာ၅ပွဲပဲသူဂိုးပေါက်ကသာထားပြီးတော့၉ပွဲဂိုးအောက်ကသာထားတယ် အဲ့ဒီကိုးပွဲမှာအဝေးဝင်း၅ပွဲအထိကိုးအောက်ကစားထားတာကိုတွေ့ရတယ်။ဒီဘက်ဆက်တဲ့ဂျစ်မှာဘာစီလိုနာတင်းကနေဘော်ရီဂျစ်ဝမ်ပေါင်း90ကိုးပေါင်းဂျစ်က3အနှုတ်90အခု3နာရီထိုးကနေအချိန်မှာဝမ်ပေါင်း65ဖြစ်လာတဲ့3အနှုတ်65ကိုးပေါင်းဂျစ်ဖြစ်လာတယ်။ဒီဘက်မှာဧည့်သည် ATG Madrid အသင်းဘော်ဒီကြိုက်ပါတယ်ဗျာ။ပြီးတော့ကိုးပေါင်းအပေါ်လည်းကျွန်တော်ကြိုက်ပါတယ်။ Sorry လိုက်နားထောင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးများကြီးတင်ပါတယ်။မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေ။အတ္တမတရားလည်းမြန်မြန်ကျဆုံးပါစေခင်ဗျာ။